ရှိလာမယ့်နှစ်တွေမှာ AI တွေကြောင့်အလုံးစက်မဲ့လူတွေပိုများလာတော့မှာလားအခုဆိုမောင်းသူမဲ့ကားတွေစက်ရုံတွေမှာ AI တွေကိုတုံးအောင်ချတာတွေနဲ့ကွန်ပျူတာကုန်းတည်ပိုင်းတွေမှာ AI တွေကပိုပြီးတော့အသုံးဝင်လာကြတာမျိုးတွေအများကြီးဆိုမှအများကြီးပါလွန်ခဲ့တဲ့10နှစ်လောက်တုန်းက Fortune Magazine မှာဖော်ပြထားတဲ့စာမောက်တစ်ပုဒ်ရဆိုရင်တော့အနာဂတ်မှာ AI တွေကလူသားတွေရဲ့နေရာကိုဝင်ယူလာပြီးတော့အလုံးစက်မဲ့လူတွေကိုပိုပြီးတော့များပြားလာနိုင်စေပါတယ်အဲ့ဒီထဲမှာအနုပညာဖန်တီးမှုတွေဖြစ်တဲ့ပကြီဂီတနဲ့စာပေလက်ရာတွေကိုတော့ အတူတူလို့မရနိုင်ဘူးလို့ထောက်ပြထားတယ်။ဒါပေမဲ့အခုလက်ရှိချိန်မှာတော့ဒါဟာဟာသတစ်ခုလို့ဖြစ်နေပြီ။အခု TV ရိုးထဲမှာ AI နဲ့ကြောင့်အမှုပညာလက်ရာတွေပေါ်တင်အကူခံနေရပြီလား။အမှုပညာလက်ရာတွေကိုပုံတူကူးချင်နိုင်ကူးလို့ရအောင်ဘသူတွေကခွင့်ပြုပေးထားတာလဲ။စားတဲ့အချက်တွေကိုပြပြပေးမှပဲဖြစ်ပါတယ်။ AI လို့ပြောလိုက်ကြနဲ့မင်းသမီးကိုအမှန်တိုင်းဖြည့်ပေးမယ့်နေရာတစ်ခုလို့ပဲမြင်လို့မရတော့ဘူး။အခုနောက်ပိုင်းမစ်ဂျာနီ၊ဒဲလ်အီ stable ai တို့လိုကိုစိတ်ကြိုက်ပုံတွေကို prompt တွေရိုက်လိုက်တာနဲ့ဖန်တီးပေးတဲ့ ai တွေကပေါ်လာနေပြီ။ ငငယ်ရကြည့်ခဲ့မှုတဲ့ကာတွန်းကားတွေငယ်ဘဝရဲ့အတွေ့အကြုံတွေကိုပြန်လို့ကျင်လို့ကိုယ့်ရဲ့ပုံကို Givelin Studio ပုံစံမျိုးနဲ့ AI လောက်ခိုင်းတဲ့ trend တစ်ခုလည်းဖြစ်လိုက်သေးတယ်။ဒီ trend ထဲမှာရောအခုဒီ video ကိုကြည့်နေကြတဲ့သူတွေရောပါခဲ့ကြသေးလား။ဒါဆိုရင် AI ကကိုမဆွဲတဲ့ပုံတွေကိုကုဆွဲပေးပြီးတော့အရင်တော့အားကြယုံမဲ့တက်နိုင်ခဲ့တာတွေကိုအခုလက်တွေ့လုပ်လို့ရနေပါပြီ။ဒီလိုမျိုး AI နဲ့ပုံထုတ်ခိုင်းတာတွေအပြင်ဦးမှာနောက်ထပ် AI နဲ့သတင်းတွေထုတ်ခိုင်းအောင်မလား။ video တွေပဲဖန်တီးခိုင်းမလား။ပိုဆိုးတာကအပြင်မှာမရှိတဲ့ကံမလေးပုံတွေကိုထုတ်ပြီးတော့ ဆိုရှယ်မီဒီယာပေါ်တင်မလားစိုက်တယ်လို့လုပ်လို့ရနေပြီဒါဆိုရင်လွန်ခဲ့တဲ့2015တော့ကခံမှန်းခဲ့တဲ့ AI တွေကအမှုပညာတွေကိုအစားထုတ်လို့မရဘူးဆိုတာမှန်နေသေးရဲ့လားဒီအချက်ကိုလက်မခံဘဲနဲ့ငင်းချက်ထုတ်ချင်တဲ့သူတွေကလည်းအများကြီးရှိပါတယ် AI ဖန်တီးထားတာတွေကအသက်မပါဘူးသူကကွန်ပျူတာနဲ့ဖန်တီးထားတဲ့အတွက်ဘလို့နီးနေမှလူတယောက်ဆွဲထားတယ်လို့မဖြစ်မှာမဟုတ်ဘူးဒီလိုမျိုးဆွေးနွေးတာတွေကိုလည်းနေရာတိုင်းမှာကြားနေရတယ်အဲ့ဒီထဲကမှဘသူမှန်းနဲ့ဘသူမှားတယ်ဆိုတဲ့အချက်ကိုမပြောခင်မှာကျမတို့ဒီပုံလေးတွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဒီနှစ်ပုံမှာဘယ်ဘက်ပုံက Gusta Clint ရဲ့ တခက်ဆိုရင်မူရင်းမကြီးကားဖြစ်ပြီးတော့ညာဘက်ကပုံကတော့ချက်ချီပြီးနဲ့ပြန်ပြီးတော့ဖန်တီးထားတဲ့ပုံအားလုံးချုံပြီးကြည့်မယ်ဆိုရင်တော့ပုံတစ်ခုလုံးကအတူတူပဲလို့ထင်လို့ရတယ်ဒါပေမဲ့တေချာသတိထားပြီးကြည့်မှပဲ क्वे ပြတဲ့အချက်တွေကိုမြင်ရမှာဒါကတော့အခုလက်ရှိ AI ခကြီးထဲမှာကျင်လည်နေတဲ့အနုပညာရှင်တွေအတွက်စတန်ဒတ်နဲ့လမ်းတစ်ခုပါအင်တာနက်ပေါ်မှာရှိသမျှပုံတိုင်းကို AI တွေက copy ယူမယ်ပြီးရင်လူချင်းတဲ့ပုံစံစစ်စစ်ပြောင်းနေတယ်လို့ပြောင်းလို့ရတယ်အဲ့လိုမျိုးအခြေအနေတွေကနေရာတိုင်းမှာဖြစ်နေပြီဓာတ်ပုံဆရာရဲ့ဖန်တီးမှုကိုကိုလိုချင်းလိုပြန်ပြီးတော့ဖန်တီးတာမျိုးတွေက ဝင်ရဲတပုံဆရာရဲ့အမှုပညာကိုစော်ကားရအောင်ရောက်နေမလားကျမတို့တွေတစ်ချက်ပြန်ဆန်းစစ်ဖို့လိုပါတယ်ဂျိုဂျိုဘရော့စ်အဖန်ချားဆိုတဲ့မန်ကာစီးရီကိုဖန်တီးခဲ့တဲ့ဟီရိုဟီကိုအာကာရီကသူ့ရဲ့ကာရိုက်တာတွေကိုဖန်တီးတဲ့အခါမှာရှိပီးသားဇက်ကောင်တစ်ခုချင်းစီပေါ်မှာမူတည်ပြီးတော့သူ့ရဲ့ဆွဲဟန်တွေညနာအမူအရာအနေထားတွေကစပြီးတော့သူများနဲ့မတူအောင်ဖန်တီးပြီးတော့ရေးဆွဲခဲ့ဒီလိုမျိုးသူဆွဲထားသမျှပုံတွေကအင်တာနက်ပေါ်မှာရောက်လာတဲ့အခါမှာတော့ AI နဲ့ကာမှုနဲ့ပုံအတုတွေကအများကြီးထွက်လာခဲ့တယ်သူကိုယ်တိုင်လာမှပဲဒီပုံတွေက ဘယ်ဟာသူဆွဲပြီးတော့ဘယ်ဟာ AI ဆွဲတယ်ဆိုတာကိုဝေခွဲရခက်နေတဲ့အနေထားကိုရောက်နေတယ်။ဒါဆိုရင်အမှုပညာရှင်တွေပတိစီယာတွေအတွက်သူတို့ရဲ့လက်ရာတွေကို AI နဲ့ခုံးယူပြီးတော့အတူယူဖန်တီးတဲ့ရန်လုပ်ဖို့ဆိုရင်အင်တာနက်ပေါ်ကိုမတင်တော့ဘဲနဲ့နေရမလို့တော့ဖြစ်နေပြီ။ဒါဆိုရင်အမှုပညာဆိုတာရဲ့မူလစိမိကပြောက်ွယ်လို့နင်းနီးဖြစ်သွားတော့မှာ။အမှုပညာဆိုတာကမျှဝေဖို့အတွက်ဖြစ်ပြီးတော့မျှဝေခြင်းမရှိတဲ့အမှုပညာဆိုတာဖြစ်လာခဲ့ရင်လူနည်းစုတည်သက်မဲ့ခံစားခွင့်ရတဲ့ဈေးကန်ပစ္စည်းအဖြစ်ရောက်သွားတော့မှာ။ပြီးတော့မိတ်ဆွေတို့လိန်ထားတဲ့အချက်တစ်ခုရှိတယ်။ ပြောခဲ့တဲ့သခင်ဆိုတဲ့ပချီကားမှာဘယ်ဘက်ကပုံအတူဖြစ်ပြီးတော့ညာဘက်ကမှ Ghost Star Clinic ရဲ့လက်ရအစစ်ပါ ChatGPT မှာရိုက်လိုက်တဲ့ prompt ခုလေးနဲ့ဒီလိုမျိုးပချီကားကိုဖန်တီးလို့ရနေတယ်။ဒါဆိုရင်ပချီပညာရှင်တွေရဲ့အချိန်တွေနဲ့အားစိုက်ထုတ်မှုတွေအကုန်လုံးက ChatGPT ရဲ့စက္ကန့်ပိုင်းအတွင်းမှာပုံတပုံဖန်တီးမှုစီမှာကြာဆုံးသွားရတော့မှာလား။လူဆွဲထားတာလား။ AI နဲ့ဖန်တီးထားတာလား။ကြာလာရင်ခွဲခြားဖို့တော့ဖြစ်နိုင်တော့မယ်မထင်ဘူး။ဒီလိုအဖြစ်မျိုးကျမတို့တကယ်လိုအပ်လို့လား။တေချာပြန်စဉ်းစားကြည့်ဖို့လိုပါမယ်။ ဒီလိုမျိုး AI နည်းပညာကဘာကြီးပေါ်မှာရှိသမျှလူတွေရဲ့နေထိုင်ပုံအလုံးလုံးကိုင်ပုံတွေအားလုံးပြောင်းလဲပေးနေပါပြီ။ဒီလိုလူတွေဖန်တီးထားတဲ့ဉာဏ်ရည်တုနည်းပညာနဲ့လူသားတွေအတွက်ကောင်းကျိုးတွေကိုဘလို့ဖန်တီးပေးနေလဲ။စိတ်ချယုံကြည်ရတဲ့ AI စနစ်တစ်ခုကိုဘလို့တည်ဆောက်လို့ရလဲဆိုတာတွေကိုသိကြရင်တော့ကျမတို့ရဲ့ရှင်တို့ application တွေက Power and Prediction ဆိုတဲ့အနေထုတ်စာကိုတော်ဖက်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။ရှင်တို့ application ဆိုတာကနိုင်ငံတကာကကမ္ဘာ့စာရေးဆရာတွေစာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ကိုစာနေပါအချိန်မီနေရာမီဖတ်ရှုနာစနစ်နဲ့ audio book တွေလည်းပါဝင်တာကြောင့်စာဖတ်ဖို့အချိန်မရှိတဲ့သူတွေအခုပဲ Play Store နဲ့ App Store မှာ download ဆွဲပြီးတော့ဒီနေ့ကစပြီးတော့စာတွေဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။နောက်ထပ် AI တွေစီးကျော်လာတဲ့အချက်တစ်ခုကိုလည်းမျှဝေချင်ပါသေးတယ်။ပြီးခဲ့တဲ့2013ခုနှစ်မှာ Sony ကနေဦးစီးပြီးတော့ဓာတ်ပုံပြိုင်ပွဲတစ်ခုကိုကျင်းပခဲ့တယ်။ အဲ့ဒီဓာတ်ပုံပြိုင်ပွဲမှာဆူရိုမနီရှာဒီအလက်ထရီယယ်လို့နာမည်ပေးထားတဲ့ဓာတ်ပုံကအကောင်းဆုံးဆုကိုရခဲ့ဒီပွဲမှာဆိုရင်ကမ္ဘာနေရအနှံ့ပြဓာတ်ပုံပညာရှင်တွေရဲ့လက်ရာတွေကိုစီစစ်ရွေးချယ်ထားတဲ့ပွဲတစ်ခုဖြစ်ပြီးတော့ဒိုင်လုံကြီးတွေဆိုတာကလည်းကမ္ဘာကျော်ဓာတ်ပုံဆရာတွေပဲအဲ့ဒီပွဲမှာထူးခြားတာတစ်ခုကအကောင်းဆုံးဓာတ်ပုံဆုကိုရခဲ့တဲ့ဘိုရစ်အက်ဒါဆန်ကဆုကိုယူဖို့ညင်းပယ်ခဲ့ဘာဖြစ်လို့လဲဆိုတော့ဒီဓာတ်ပုံက AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံဖြစ်နေလို့ပါတဲ့ဒီလောက်အသေးစိတ်ကြားတဲ့ဓာတ်ပုံမျိုးကို AI ကဖန်တီးထားတယ်ဆိုတော့ ရုံးစရာ14မောင်မရှိဘူး။သူဒီပြိုင်ပွဲဝင်ပြိုင်နေဆိုတာက AI နဲ့ဖန်တီးနိုင်စွမ်းနဲ့အနာဂတ်ရဲ့တပ်ပုံလောကကိုမေးခွန်းထုတ်ချင်တဲ့အချက်တွေကြောင့်လို့ပြောခဲ့။သူကိုယ်တိုင်ကဒီလိုပြိုင်ပွဲမျိုးဝင်ပြိုင်မှုစိတ်မကူးတင်ကြောင်းနဲ့သူ့တပ်ပုံကိုရွေးချယ်ပေးခဲ့တဲ့ဒလူကြီးကြီးကိုလည်းကျေးဇူးတင်ကြောင်းပြောပြီးတော့စုကိုညှင်းပေးခဲ့တယ်။သူထောက်ပြချင်တဲ့အချက်က AI နည်းပညာနဲ့တကယ်အမှုပညာကြားကွာခြားချက်ကိုဘလို့စစ်တုံးမလဲဆိုတဲ့အချက်ပါ။ဝမ်းနဲ့စရာတစ်ခုကတော့ဒီပုံကိုရွှေလိုက်တဲ့ထိုင်လူကြီးတွေကပါဇက်အဟောင်းသားနဲ့ခုနှစ်ပုဒ်ကိုရိုက်ပြီးတော့တန်နေခဲ့တဲ့ဖြစ်ချင်းပဲပေါ့ရှင်။မိတ်ဆွေတို့ AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံနဲ့ကိုရိုင်းရထားတဲ့ဓာတ်ပုံအဲ့ဒီနှစ်ခုကြားကွာခြားချက်ကိုဘယ်လိုစစ်ဆေးလို့ရမလဲစဉ်းစားကြည့်ဘူးလားဒီမေကုန်းအတွက်တခြားစဉ်းစားကြည့်မယ်ဆိုရင် AI တွေရဲ့အလုပ်လုပ်ပုံကိုတခြားသိထားမှရမယ် AI ဆိုတာကအင်တာနက်ပေါ်မှာရှိပြတဲ့ဓာတ်ပုံတွေကိုယူပြီးရင်သူတို့ပေးထားတဲ့စာအတိုင်းလိုက်ပြောင်းနောက်ဆုံးရလာတဲ့အဖြေကိုပြန်ချပြဒီစနစ်နဲ့လဲပတ်နေရဒါဆိုရင်အနုပညာရှင်တယောက်ရဲ့သရှင်တွေစာသားတွေကိုလူတယောက်ကကူးချတယ်ဆိုရင်မိုဘိုင်းကွင်းနဲ့တရားဆွဲလို့ရတယ်လို့ AI တွေရောတရားဆွဲလို့မရဘူးလားဒီမေကုန်းအတွက်တော့ အခုချိန်မှာအပြည့်ပေးဖို့အတွက်ခက်ခဲနေပါသေးတယ်။ The New York Times ကလည်း AI ကုမ္ပဏီတွေဖြစ်တဲ့ Open AI, Microsoft တွေကိုတရားစွဲထားသေးတယ်။သူတို့ရဲ့သတင်းတွေကိုခွင့်ပြုချက်မရှိဘဲနဲ့ယူတဲ့ကိစ္စနဲ့ဖြစ်နေတဲ့ပြဿနာတွေပေါ့။အမှုပညာဆိုတာကလူ့လဆော်ဖန်တီးခွင့်ရတဲ့လူသားတွေပိုင်ဆိုင်တဲ့တစ်ခုလိုတော့အရာပါ။ကိုယ့်ရဲ့စိတ်ကူးထဲမှာရှိတဲ့အကြောင်းအရာတွေကိုအကောင့်ထဲပေါ်လာအောင်လို့ပကြီး၊တချင်း၊စပီး၊ကပြစတဲ့ပုံစံမျိုးစုံနဲ့ဖော်ပြကြတယ်။ပြီးတော့ကိုခံစားရတဲ့ယုံကြည်မှုအမှုပညာကိုလူ့လဆော်မျှဝေခွင့်ရဖို့ကလည်းအရေးကြီးသေးတယ်။ AI ဆိုတာကလူသားတွေရဲ့အလုပ်တွေကိုတက်တာအောင်လုပ်ပေးဖို့အတွက်ပါလူယူဖို့အတွက်မဟုတ်ဘူးဒီလိုမျိုးအမှုပညာလက်ရာတွေကို copy ယူပြီးအတုဖန်တီးတာကအမှုပညာရှင်တွေအတွက်တော့သူတို့ရဲ့ရည်ရည်မှုကိုကန့်လန့်ချီဝင်တက်လိုက်တဲ့သဘောပါအမေရိကန်နိုင်ငံမှာမိုဘိုင်ခွင့်ကိုကာကွယ်ဖို့အတွက် fan use ဆိုတဲ့ဥပဒေကိုပြဋ္ဌာန်းခဲ့တာကကြာနေပါပြီတီထွင်ဖန်တီးမှုအသက်တွေကိုလုံနေကြတဲ့လူတိုင်းအတွက်သူတို့ဖန်တီးထားတဲ့လက်ရာတွေကိုကာကွယ်ဖို့ကဥပဒေတွေရှိမှကိုရှာမှာဥပဒေဆိုတာကကိုယ်ကျင့်တရားကိုထိန်းသိမ်းဖို့ဆိုပြီးတော့အထိပယ်ဖွင့်ဆိုထားတယ်ဥပဒေကိုမလိုက်နာတာက လူတိုင်းရှိရမယ့်ကိုယ်စဉ်တရားကိုချိုးဖောက်လိုက်တာနဲ့အတူတူပဲလွန်ခဲ့တဲ့ဖေဖော်ဝါရီလတုန်းကလည်း UK မှာရှိတဲ့ဂီတပညာရှင်တစ်ထောင်ကျော်ပေါင်းပြီးတော့ Evan တခုကိုထုတ်ခဲ့သေးတယ်။အဲ့ဒီ Evan နာမည်ကတော့ Is the what we want လို့နာမည်ပေးထားခဲ့ပြီးတော့အဲ့ဒီ Evan ထဲမှာသချင်းတွေတီးလုံးတွေတခုမှမပါဘူး။ညင်သက်နေတဲ့ Studio ခန်းတွေရဲ့အတန်တွေစာရွက်တွေကိုလှန်နေတာတွေနဲ့ပဲပြည့်နေနေရ။အဲ့ဒီ Evan ထဲမှာသချင်းအပုတ်ရဲ့စနေပုတ်ပါဝင်ပြီးတော့အဲ့ဒီသချင်းစနေပုတ်လုံးကိုတန်းစီပြီးတော့ရေးကြည့်လိုက်ရင် The British government must not legally use it thief to benefit AI company လို့အဓိပ္ပာယ်ရတယ်။ဒါကအမှုပညာရှင်တွေပေါင်းပြီးတော့ AI တွေကသူတို့ရဲ့သချင်းတွေဖန်တီးထားတဲ့လက်ရာတွေကိုခွင့်ပြုချက်မတောင်းမနဲ့ကူးယူနေတဲ့အဖြစ်ကိုခြားပြခြင်းနဲ့အတွက်ထုတ်ထားတာ။ AI မှာပါတဲ့သချင်းနံပါတ်တွေအတိုင်းပဲအင်္ဂလိပ်အစိုးရက AI company တွေအကျိုးမြတ်ရဖို့တသက်အမှုပညာရှင်တွေရဲ့ဂီတလက်ရာတွေအခိုးခံနေရတာကိုခွင့်မပြုသင့်ဘူးလို့အထိပ္ပယ်ရတယ်။ဒါဆိုရင်ဥပဒေကလူသားတွေအတက်ပဲဖြစ်တယ်လား။ AI နဲ့အတက်ရောဥပဒေတတ်မှတ်ပဲဆိုရင်ဘယ်လိုမျိုးတွေကိုတတ်မှတ်လို့ရမလဲ။ကိုယ့်မှာဝင်ရောက်ဆွေးနွေးတာပို့ဖိတ်ခေါ်လိုက်ပါတယ်။အကောင့်ဘက်ကနေကြည့်မယ်ဆိုရင်ပြီးခဲ့2024ခုနှစ်ဩဂတ်စ်လတုန်းက EU နိုင်ငံတွေမှာ AI နဲ့ပတ်သက်ပြီးတော့ဥပဒေတစ်ခုထုတ်လိုက်တယ်။အမှုပညာရှင်ရဲ့လက်ရာတွေကိုမစင်မစင်မပြောမစုံနဲ့ YouTube မသုံးဖို့နဲ့ဗီဒီယိုအတုတွေဖန်တီးထားတယ်ဆိုရင်လေဒီဗီဒီယိုကအတုဖြစ်ကြောင်းစာရင်ထုတ်ထားဖို့နဲ့သတင်းစကားအတုတွေကိုမပြတ်ဝေဖို့အတွက်ထုတ်ထားတဲ့ဥပဒေတစ်ခုပါ။ ဒီ video ကိုအချင်းချောရမယ်ဆိုရင်တော့ AI တွေဆိုတာကနောက်လာမယ့်အနာဂတ်မှာကျမတို့ရဲ့ဘေးမှာရှင်တွဲပြီးရှိလာမယ့်အရာတစ်ခုပါ။ဒါပေမဲ့သုံးတဲ့ရင်စေမသုံးတဲ့ရင်ဘေးလို့ဆိုရမလို့ AI တွေကကျမတို့ရဲ့တနေ့တာတွေကပို့ပြီးမြန်ဆန်လာပေမဲ့ AI တွေကြောင့်ပဲကျမတို့ရဲ့အတံမွေးဝမ်းကြောင်းတွေကအလွတ်ယူခံရတော့မှာလား။ပြန်ဆန်းစစ်ဖို့တော့လိုနေပါပြီ။ AI တွေမထွေမှုတော့ပြောလို့မရပေမဲ့ကျင်းဝင်းနဲ့အညီ AI တွေကိုအသုံးချတတ်ဖို့အတွက်တော့ကျမတို့ကိုယ်တိုင်သင်ယူလို့ရပါတယ်။မျှဝေလို့ရပါတယ်။ မင်းစီတို့ရောအခုတစ်ချိန်အပြေမထွက်သေးတဲ့ AI နဲ့လုံရက်တွေကိုဘယ်လိုမြင်လဲကိုမမရေးသားပေးပါအောင်ရှင်ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆဲအုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမြင်နိုင်ပါတယ်ရှင်